မကွေတိုင်းပခုတ်ကူခရိုင်အတွင်းမှာစစ်ရဲလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့အညာမြေတပ်ပေါင်းစုစီကို PDF တပ်ဖွဲ့နှစ်ဖွဲ့ကဒဇင်မာလာနှစ်ရက်နေမှာထပ်မံပူးပေါင်းဝင်ရောက်လာရဲလို့အညာမြေတပ်ပေါင်းစုစီကသိရပါတယ်ပခုတ်ကူခရိုင်အတွင်းမှာအခြေဆိုင်တဲ့ဂေါ်တော့မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့နှစ်ဖွဲ့ကစစ်ရဲလှုပ်ရှားမှုတွေကိုအရှင်ဟုံကောင်းကောင်းနဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့အခုလိုပူးပေါင်းလာတာကြပါလို့ဆိုပါတယ် အဖွဲ့နှစ်ဖွဲ့ထပ်ပေါင်းလာတဲ့အတွက်အညာမြေတပ်ပေါင်းစုနဲ့အတူအဖွဲ့ခုနှစ်ဖွဲ့စုပေါင်းပြီးအပြန်လဲထိန်းចောင်းကဆက်လက်တိုက်ပွဲဝင်တော်မဲလို့အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံကိုဘိုဘိုတန်းစင်ကဒီပူပီကိုပြောပါရည်အခုလိုပေါင်းဆက်ရတာဟာပုံမထီရောက်တဲ့မစ်ရှင်တွေဖော်ဆောင်ပြီးစစ်တပ်ကိုညဉ့်ညွတ်ညွတ်တုံ့ပြန်နိုင်ဖို့နဲ့တော်လဲရေးအဖွဲ့တွေအချင်းချင်းပူပီးညွတ်ညွတ်စေဖို့နဲ့တဖော်ထားကြွေလေးတာတွေပျောက်ကင်းစေဖို့ရည်ရွယ်တယ်လို့ကိုဘိုဘိုတန်းစင်ကပြောပါရည် အညာမြေတပ်ပေါင်းစုခုနှစ်ဖွဲ့ဟာဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့ဘဲအဖွဲ့အစည်းတွေနဲ့မဆိုခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်ပြီးစစ်အာဏာရှင်ကိုအမြင့်ပြတ်တွန်းလှန်တော်ကြမှာဖြစ်ပြီးစစ်ရဲအရှိန်တွေကိုအရင်ကထက်ပိုပြီးတိုးမြင့်ဆောင်ရွက်တော်မယ်အချက်၆ချက်ကိုလည်းဒဇင်ပါလနှစ်ရက်နဲ့မှာပူတွဲထုတ်ပြန်ထားပါရဲ့ရှင်။